ဆူဘလောက်ရေမလို့ကျင်တော့တဲ့မက်ဆီနဲ့ကမ္ဘာဖလားကိုမျောလင်းနေစေဖြစ်တဲ့ရော်နယ်ဒိုလီယိုနယ်မက်ဆီရဲ့လာမယ့်2026ကမ္ဘာဖလားနဲ့ပတ်သက်ပြီးပြောဆိုလာတဲ့အကြောင်းအရာတွေဟာသူ့ရဲ့မဟာပြိုင်မကြီးဖြစ်တဲ့ခရစ်စတီယာနိုရော်နယ်ဒိုနဲ့နိုင်ရှင်စရာအကြောင်းအရာတခုဖြစ်လာခဲ့ပါတယ်။ကမ္ဘာဘောလုံးလောကရဲ့ထင်ရှားဆုံးကစားသမားနှစ်ဦးဟာဆယ်သွင်းနှစ်တခုကျော်ကြာအောင်ပြိုင်ဆိုင်ကစားခဲ့ကြပြီးတူးချင်းစီရဲ့ကစားသမားဘဝမှာမရေမတွက်နိုင်တဲ့မှတ်တိုင်တွေကိုစိုက်ထုတ်နိုင်ခဲ့ကြပါတယ်။ဒါပေမဲ့မက်ဆီကအသက်အရွယ်နဲ့ရုပ်ပိုင်းဆိုင်ရာပင်ပန်းမှုတွေကိုထုတ်ပြလာခဲ့ပြီး2026ကမ္ဘာဖလားကိုကစားဖို့မတိကျတော့ကြောင်းပြောကြားခဲ့ပါတယ်။မက်ဆီက 2026ကမ္ဘာဖလားကိုကျွန်တော်ကစားလို့မရတော့တော့ပါဘူး။ဘာဖြစ်လို့လဲဆိုရင်အသက်အရွယ်တစ်ခုကိုရောက်လာပြီးချိန်မှရှိနေတဲ့လူငယ်တွေကိုနေရာဖယ်ပေးရတော့မှာပါ။ကျွန်တော်တို့အစုဖလားလည်းမလိုတော့သလိုငွေကြေးတွေတူးချင်းစုတွေဘာမှမယူကျင်တော့ပါဘူး။အချိန်မီဘလုံးလောကတွေကနေနားယူသွားလို့ရနိုင်ပေမဲ့မြေပေါင်းများစွာအားပေးလာတဲ့ပရိသတ်တွေမိုင်မောင်းထောင်တောင်းချီကနေကျွန်တော်ကိုတွေးရှိဖို့လာကြတဲ့ပရိသတ်တွေကိုအရင်အားနာမိပါတယ်။ဘလုံးကစားရတာတကယ်ကိုပင်ပန်းသလိုမိနစ်90အတွင်းကွင်းထဲကိုပြေးလွှားရတာကတကယ်မလွယ်ကူတဲ့အရာပါ။အခုလိုငွေကြေးကိုအားပြုပြီးတံပွဲတွေကိုနားရနေနေနဲ့ကစားရတဲ့အချိန်မှာ အကောင်းဆုံးဆိုတဲ့ကစားသမားတွေဟာရှာတဲ့ရှာလာပါလိမ့်မယ်ကျွန်တော်အားယူတော့ရင်ခမားတို့ကိုတူတင်တီးပေးမှာပါအဲ့ဒီချိန်ကျရင်ဘောလုံးကစားကြည့်ရင်တော့တခါတလေခမားတို့နဲ့တောင်ကျွန်တော်ဘောလုံးကင်ကျင်ပါသေးတယ်လို့ပြောဆိုခဲ့ပါတယ်ဒါဟာသူ့ရဲ့ကစားသမားဘဝနေဝင်ချိန်ကိုရောက်ရှိလာပြီဆိုတဲ့အရေးအယံတစ်ခုဖြစ်နိုင်ပါတယ်စူဖလာတွေနဲ့တူဦးချင်းစုတွေအပေါ်စိတ်ဝင်စားမှုယောနယ်လာပြီလို့သူပြောကြားခဲ့တာကလည်းသူ့ရဲ့ဦးစားပေးပြောင်းလဲလာပြီဆိုတာကိုပြသနေပါတယ်တစ်ဖက်မှာတော့ရော်နယ်ဒိုဟာအသက်40အထိရောက်ရှိနေပြီဖြစ်ပေမဲ့နိုင်ငံအသင်းနဲ့ကလပ်အသင်းမှာတက်ကြွစွာဆက်လက်ကစားနေစေဖြစ်ပါတယ်သူကယူရို2024အတွက် ပေါ်တူဂီဒင်းမှာအဓိကကစားသမားဖြစ်ပါဝင်ဖို့မျှော်လင့်ထားပြီးနောက်ထပ်လာမယ့်2026ကမ္ဘာပလာပြိုင်ပွဲမှာလည်းပါဝင်ဖို့ဆရာထက်သန်နေပါတယ်။ရော်နယ်ဒိုရဲ့ဆူပလတ်စံချိန်တွေပေါ်ခံယူချက်ကလည်းမက်ဆီနဲ့စံချိန်ပဲအနေထားမှာရှိနေတာကိုတွေ့ရပါတယ်။မက်ဆီနဲ့ရော်နယ်ဒိုတို့ဟာကွဲပြားခြားနားတဲ့ကိုယ်ကြီးကိုယ်သွင်းတဲ့ကစားသမားဘဝကိုချင်းကပ်ပုံတွေရှိပေမဲ့သူတို့နှစ်ဦးစလုံးဟာမျိုးဆက်တစ်ခုရဲ့အကောင်းဆုံးကစားသမားတွေအဖြစ်တည်မှတ်ပြုခြင်းခံထားရပါတယ်။မက်ဆီရဲ့အနာဂတ်နဲ့ပတ်သက်တဲ့ဆုံးဖြတ်ချက်ဟာဘာပဲဖြစ်ပါစေသူရဲ့ကစားသမားဘဝတစ်ချောင်းတင်ခဲ့တဲ့စံချိန်တွေနဲ့ပရိသတ်တွေကိုပြီးခဲ့တဲ့ပျော်ရွှင်မှုတွေအတွက်ထောက်ရအမှတ်ရနေမှာပဲသိကြပါပါတယ်။ हटे हमारे बच्चे के अपने